ဆရာတော်ဦးစောတိကမာမြိုင်တော်ရရဲ့စိတ်ချမ်းသာဖို့လိုရင်းမှာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတော်အားယူသည်လေးစားစွာ ရှောက်ထားအပ်ပါသည်ဗျာခက်ခဲတာကိုလုပ်ရတော့မယ်ဆိုရင်စိတ်ကိုချမ်းသာအောင် ပြောအောင်အရင်လုပ်ပါရတဲ့နည်းနဲ့လုပ်ပါဒီစရာပြောပါစိတ်ချမ်းသာစေမယ့်စာကိုဖတ်ပါတရားထိုင်ပါ။ဒါရအီးချမ်းတဲ့နေရာကိုလမ်းလျှောက်သွားပါ။အေးရွာအောင်အိပ်ပါ ပြောနေရင်ညံပိုးထွက်တယ်။စိတ်တည်ငြိမ်နေရင်အတ္တဆွဲကင်းတဲ့အဖြေကိုရနိုင်တယ်။မျက်တာတဲ့အဖြေကိုရနိုင်တယ်။ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်စိတ်ကိုတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းထားနိုင်တဲ့သူကတပန်းတာတယ်။စိတ်ချမ်းသာအောင်နေတတ်တဲ့သူတွေမှာရှိတဲ့အချင်းရာလက္ခဏာတွေကဘာတွေလဲ။စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာတတိရှိတယ်ဆုံးဖြတ်ရတယ်ပြောရတယ်လှုပ်ရတယ်အတိညာတောက်ပြောင်းတယ် ရှင်လန်းနေပင်ကိုဉဏ်ရှိတယ်ကိုကိုကိုယုံကြည်မှုရှိတယ်မိမိကိုကိုထိမ့်သိမ့်နိုင်တယ်အခြေအနေကို ထိမ့်သိမ့်နိုင်တယ်စိတ်အားထက်သန်တယ်တက်ကြွတယ်ခွင့်လွတ်နိုင်တယ်ခင်ခင်မင်မင်ဆက်ဆံတတ်တယ်ကျေးဇူးတည်တတ်တယ်တန်ဖိုးထားတတ်တယ်အတိအမှတ်ပြုတ်တယ်ကြည်လင်ရှင်လန်းနေကျင်နာတဲ့ညာတာတတ်တယ်စိတ်တက်ကြန့်ခိုင်တယ်စိတ်ရှည်တယ်စောင့်ထိန်နိုင်တယ် စိတ်ငြိမ်ချမ်းတယ်။အကောင်းမြင်တယ်။အဖြစ်ကိုမြင်တယ်။အပြုသဘောရှိတယ်။စိတ်ဆွမ်းအားကြီးတယ်။အလုံးများများလုံနိုင်တယ်။ဉာဏ်ပညာရှိတယ်။ဒီချင်းတွေဒီကုံတွေကြောင့်စိတ်ချမ်းသာနေတဲ့သူဟာခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်တယ်။ခက်ခဲတွေကိုရင်ဆိုင် ဖြေရှင်းရတာကိုသဘောကျတယ်။စိတ်ချမ်းသာပြီးလွတ်လပ်တဲ့လူကတခုခုကိုလုပ်တဲ့အခါမှာ စိုးရင်စိတ်မရှိဘူးစိတ်အားထက်ထက်တန်တန်နဲ့လွတ်လွတ်လပ်လပ်လုပ်တယ်တွန့်ဆုံမနေဘူးစိတ်ချမ်းသာနေတဲ့သူက သူများကို အပြစ်မရှာဘူးစိတ်ချမ်းသာနေတဲ့သူဟာချစ်တတ်တယ်ခင်တတ်တယ်သူတစ်ပါးရဲ့ချစ်ခင်မှုကိုလည်းတန်ဖိုးထားတတ်တယ်စိတ်ချမ်းသာနေတဲ့သူရဲ့ပြုံးကလှိုက်လဲတဲ့အသက်ဝင်တယ်စိတ်ချမ်းသာတဲ့သူဟာပြောတဲ့သူဟာဆက်ဆံရေးပိုကောင်းတယ်လို့သူဒေသနာပြုချက်တွေကနေတွေ့ရတယ် ဆက်ဆံရေးကောင်းလို့စိတ်ချမ်းသာတာလားစိတ်ချမ်းသာလို့ဆက်ဆံရေးကောင်းတာလားစိတ်ချမ်းသာအောင်နေပါဆက်ဆံရေးပိုကောင်းလာသလားမကောင်းလာဘူးလားဆိုတာကိုစောင့်ကြည့်ပါဆက်ဆံရေးပိုကောင်းလာအောင်စူးစမ်းကြည့်လိုက်ပါစိတ်ပိုချမ်းသာလာသလားမချမ်းသာလာဘူးလားဆိုတာကိုလည်းစောင့်ကြည့်ပါလက်တွေ့ကြုံရမှယုံပါသူများရဲ့အောင်မြင်မှုကိုကိုယ်အောင်မြင်မှုလိုပဲဝင်တာပါ ကိုယ့်အလုပ်ကိုကိုယုံကြည်ပါကို့အခွင့်အရေးကိုကိုတိုက်ယူပါဒါပေမဲ့ကို့ကိုယ်ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့စိတ်ချမ်းသာတဲ့သူကအရေးကြီးတာကိုအရေးကြီးမှန်းသိတယ်အရေးမကြီးတာကိုလည်းအရေးမကြီးမှန်းသိတယ်အရေးမကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးအချိန်ကုန်မခံဘူးစိတ်ပင်မမခံဘူးအငြင်းမပွားဘူးအရေးကြီးတဲ့ကိစ္စကို အားသွန်ပြီးလုပ်တဲ့အလျှော့မပေးဘူးဒါပေမဲ့ပုံကိုယ်ဆွဲနဲ့မလုပ်ဘူးကိုလိုတာကိုရအောင်လုပ်တယ် သူများကိုပုတ်ကိုရေးအနိုင်မယူဘူးမရတဲ့နာကိုရအောင်မလုပ်ဘူးလူချင်းနာရမှ စိတ်ချမ်းသာမယ်လို့သဘောမထားပါနဲ့လူချင်းနာရဖို့စိတ်ချမ်းချမ်းသာသာနဲ့လုပ်မယ်လို့ပဲသဘောထားပါကိုလူချင်းတဲ့အခြေအနေကိုရအောင်ရှာပါရှာလို့မတွေ့ရင်ဖန်တီးပါကိုတငယ်ချင်းတွေကိုတေးမှမချီးမွမ်းနဲ့မတေးခင်သူတို့ကြားနိုင်တော့မှပြောလိုက်ပါ ို့တငယ်ချင်းအပေါင်းအသင်းတွေမှာသူတို့မသိတဲ့အရေးချင်းကောင်းတွေရှိတယ်။အဲ့ဒါတွေကိုသူတို့မြင်အောင်ပြလိုက်ပါ။အဲ့ဒါမှမိတ်ဆွေကပြီးတမယ်။တက်တာတဲ့ဘဝကိုရဖို့စုမတောင်းပါနဲ့။အင်အားကြီးတဲ့သူဖြစ်ဖို့ကြိုးစားပါ။အခက်အခဲမရှိတဲ့ဘဝကိုမလိုချင်ပါနဲ့။ခက်ခဲကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်ကိုပဲရအောင်လုပ်ပါ။ကိုယ်ကိုတနေ့လုံးစကားပြောမဲ့သူ ကိုယ်စိတ်ကိုလည်းအများဆုံးလွှမ်းမိုးနိုင်တဲ့သူက ကိုပဲဒါကြောင့်ကိုကိုကိုဘာပြောမလဲဆိုတာကိုသေသေးချာချာစဉ်းစားပါအရုံတက်ချိန်ဆိုတာစောစောနိုးတဲ့သူအတွက်ပဲနိုးနေတဲ့သူအတွက်ပဲအရုံတက်တာအိပ်ပြောနေတဲ့သူအတွက်မတက်ဘူးအိပ်ပြောနေသလားနိုးနေသလားနိုးချနေတဲ့သူအတွက်ပဲခွင့်ကောင်းဆိုတာရောက်လာတယ်အိပ်ပြောနေတဲ့သူအတွက်မဟုတ်ဘူးကံကောင်းတယ်ဆိုတာကြိုတင်ပြင်ဆင်မှုကိုခေါ်တာကိုအတွေးတွေကိုပြောင်းလိုက်ပါ ကိုလောကပြောင်းသွားပါလိမ့်မယ်။ဒီစကားကိုတကယ်ယုံဖို့မလွယ်ဘူး။ဒါပေမဲ့ရေရှည်ကိုစိတ်ထားကိုပြောင်းတာရင်ကိုဘွားပြောင်းသွားမှာသိကြတယ်။စိတ်ထားအောက်တန်းကြရင်ဘဝအောက်တန်းကြမယ်။တချို့လူတွေရဲ့ဘဝကအပေါ်ယံကိုကြည့်ရင်တော့အဆင့်တန်းမြင့်တယ်လို့ထင်ရပေမဲ့စိတ်နေသဘောထားအဆင့်နှိမ့်လို့ရေရှည်ပေါင်းကြည့်ရင်အဆင့်နှိမ့်တယ်ဆိုတာကိုတွေ့ရမယ်။စိတ်ချမ်းသာမှုရဲ့လျှို့ဝှက်ချက်လို့ပြောကြပေမဲ့အဲတကယ်တော့ကိုဘွားကိုကို ။ယကျေနပ်တာစိတ်ချမ်းသာမှုပဲ။စိတ်ချမ်းသာတဲ့သူနဲတာဘာကြောင့်လဲ။ကိုဘကိုကိုကျေနပ်တဲ့သူနဲလို့ကိုကိုကိုကျေနပ်တဲ့သူနဲလို့ပစ္စည်းဥစ္စာချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေကိုဘကိုကိုကျေနပ်ရင် စိတ်ချမ်းသာမယ်။ကိုဖြစ်နိုင်သလားအကောင်းဆုံးလူဖြစ်လာဖို့ဆိုတာကိုရဲ့ဘဝရဲ့ရည်မှန်းချက်ပဲ။နေ့စဉ်လုပ်နေရတဲ့တန်မှန်လုပ်တွေကိုစိတ်ပါလက်ပါ စိတ်အားတက်တက်တန်တန်နဲ့လုပ်နိုင်နေတူတာ။ ပြောတဲ့သူဖြစ်တယ်။နေ့စဉ်လုပ်ရတဲ့အလုပ်တွေကထူးဆန်းနေဖောက်ဘူး။ဒါပေမဲ့အဲ့ဒီဘာမှမထူးဆန်းတဲ့ကိစ္စတွေကိုလုပ်ရတာကိုပဲအဲပျော်မှပဲပျော်စရာကောင်းတဲ့ဘဝကိုရမှာ။ထူးထူးခြားခြားကိစ္စတွေလုပ်ရမှပျော်ရတဲ့သူဟာလေကြာရင်ဘလို့မှမပျော်တဲ့သူဖြစ်လာမယ်။ကိုတိကျင်နာတွေကိုတိရတာပျော်စရာကောင်းတယ်။အဲ့ဒီတိကျင်နေတာဟာတိဖို့မလွယ်လေတိရတဲ့အခါပျော်ရှာကောင်းနေပဲဒါကြောင့်ပိုပြီးအဆင်မြင်တာကိုတိရလေပိုပြီးပျော်ရှာကောင်းနေ အဲ့လိုတည်ရဖို့ကိုကပို့ပြီးစူးစမ်းရလေအဲ့တည်ရတာဖို့ပြီးပြောစရာကောင်းလေလွယ်လွယ်နဲ့တည်ရတဲ့အိတ်မပြောဘူးခက်ခက်ကဲကဲကြိုးကြိုးဆဆရှာဝေးစူးစမ်းပြီးတည်ရမှာပို့ပြောတယ်ဒါကြောင့်ခက်တာကိုလောက်တဲ့သူကပို့ပြောတယ်လူဘဝမှာမလွဲတာမရှောင်တာတွေ့ရမယ့်အခက်အခဲတွေကိုတည်တည်ငြိမ်ငြိမ်လက်ခံနိုင်မှစိတ်ချမ်းသာပဲဖြစ်ချင်တာနဲ့ဖြစ်နေတာနဲ့ကွာဟမှုများနေရင်မကြည်မနဲ့ဖြစ်မယ် မကျေနပ်မှုဆိုတာကဖြစ်နေတာနဲ့ဖြစ်ချင်တာတို့ရဲ့ပဋိပက္ခပဲခြေနေကိုကိုဖြစ်ချင်တယ်လို့ဖြစ်အောင်မလုပ်နိုင်တဲ့အခါအရှုံးပေးလိုက်ရတယ်လို့ခံစားရတယ်အဲ့ဒါကိုခံရခက်တယ်ဒေါသဆိုတာကအရှုံးပေးလိုက်ရတာကိုမကျေနပ်တဲ့ခံစားမှုပဲအဲ့ဒါကိုမခံနိုင်တော့အနိုင်ယူခြင်းတယ်ဘာလို့ဆုံးရှုံးသွားတယ်လို့ခံစားရတယ်လဲနောင်တရင်နဲ့မနေပါနဲ့ပြီးခဲ့တာတွေကပြီးသွားပြီဒီနေ့ကအစ်စ်ပဲအစ်စ်ကနေစပါဒီနေ့ကိုစိတ်ချကန်းကောင်းနဲ့စိတ်ချမ်းချမ်းသာသာနေပါ ဒီနေ့ကိုအကောင်းဆုံးဖြစ်အောင်နေခြင်းမနေ့ကစိတ်မကောင်းစရာတွေပြီးခဲ့တာတွေကပြီးပြီလို့သဘောထားပါနေ့အစ်စ်ကို စိတ်အစ်စ်နဲ့နေမယ်လို့ဆုံးဖြတ်ပါပျော်ပျော်ရွှင်ရွှင်နေခြင်းလှုပ်တင်တာကိုလှုပ်ပါမှန်တာကိုလှုပ်ပါဂရိတီပါချိန်ဝေလေးစားပါရင်းရင်းကျေးကျေးဆက်ဆက်ပါရွရွတသားလှုပ်ပါကိုချင်းတရားကိုစောင့်ထိန်ပါပါလုံးလုံးတက်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ကိုကောင်းအောင်လုပ်နိုင်ရင်လည်းမလုံခံပြီးရင်နောက်တရရလိမ့်မယ်။ အရာရာတိုင်းကိုစိတ်ရှိရှိထားပါပထမဦးဆုံးကိုကိုကိုစိတ်ရှိပါစိတ်ချမ်းသာမှုဆိုတာကိုကလောက်ယူတာလားသူဟာသူဖြစ်လာတာလားအသူဟာသူဖြစ်လာတာဆိုရင်စောင့်နေပါအေကိုကလောက်ယူတာဆိုရင်တော့လောက်လိုက်ပါစိတ်ချမ်းသာမှုဆိုတာကံကောင်းလို့ဖြစ်လာတာမျိုးမဟုတ်ဘူးတတိနဲ့ဉာဏ်နဲ့နေတတ်လို့ဖြစ်လာတာအနောက်ထပ်လိုချင်သေးရင်ရှာပေါင်းဒါမဲ့ရှိနေတာနဲ့စိတ်ချမ်းသာအောင်နေပါငင်းကြွတတ်တဲ့သူရဲ့စကားတော့မထောက်နဲ့အဲ့ဒီယောဂကကူးဆက်တတ်တယ် တခါဆုံးရှုံးမှုကနောက်တခါအောင်မြင်မှုအကြောင်းဖြစ်ရမယ်။အခြေအနေတိုင်းမှာကိုတက်နိုင်တာကိုလုပ်တဲ့သူကစိတ်ချမ်းသာတယ်၊စိတ်ကျန်းပါတယ်။ဘာမှမလုပ်ဘဲစိတ်ပြတ်နေတာကအဆိုးဆုံးပဲ။စိတ်ပြတ်နေတာကြာရင်စိတ်မကျန်းပါတော့ဘူး။တက်နိုင်တာကိုလုပ်နေရင်စိတ်တမကျဘူး။ဘာမှမလုပ်ဘဲနေရင်စိတ်တကျတယ်။အမှန်တရားကိုပြစ်ပယ်တဲ့သူကအစ်စ်မှန်တဲ့စိတ်ချမ်းသာမှုကိုရမှာမဟုတ်ဘူး။အမှန်တရားကိုပြစ်ပယ်တာဟာစိတ်ချမ်းသာမှုကိုပြစ်ပယ်တာပဲ။ ကျန်ကျန်ကောင်းတွေကိုလူတိုင်းရပါတယ်ဒါမှဉာဏ်ရှိတဲ့သူပဲသုံးလို့ရတယ်ဉာဏ်မရှိတဲ့သူနဲ့ကျန်ကျန်ကောင်းကရောက်မှနဲ့ဟင်းလို့ပဲပြောင်းတဲ့တတိုင်းကမိကိုနောက်တတိုင်းကိုကူးပေးလိုက်တဲ့အခါမှာပြမပြောင်းနိုင်မှာဘမရော့မသွားဘူးကိုကစိတ်ချမ်းသာအောင်နေပြီးသူများကိုလည်းစိတ်ချမ်းသာအောင်လုပ်ပေးလိုက်တဲ့အခါမှာကိုစိတ်ချမ်းသာမှုကရော့မသွားဘူးတိုးလာတယ်မကောင်းတဲ့အချင်းကိုပြင်းရင်းပေါက်ကနေပြစ်ထုတ်လို့မရဘူးဒါမှမဟုတ်လေကားကနေတစ်ထစ်ချင်းစင်ခန့်လို့ရရပါတယ် တရားအားထုတ်တယ်ဆိုတာကဒုက္ခတွေများလာတဲ့လောကကြီးထဲမှာစိတ်ချမ်းသာအောင်စိတ်ငြိမ်းချမ်းအောင်နေနည်းကိုလေ့ကျင့်တာကိုကိုကိုတကယ်ယုံကြည်မှုရှိလာရင်ဘဝကိုဘယ်လိုနေရမလဲဆိုတာသိလာမယ်မတွေးဘူးတာကိုတွေးမမေးဘူးတာကိုမေးမဖက်ဘူးတာကိုဖက်မလုပ်ဘူးတာကိုလုပ်မရဘူးတဲ့နေရာကိုသွားဆက်ဆံရခက်ခဲတဲ့သူဖြည့်ရှင်းရခက်ခဲတဲ့ပြဿနာတွေနဲ့ကြုံရတဲ့အခါမှာစိတ်ချမ်းသာမှုဆိုတဲ့ power ကိုအသုံးချပြီးရင်ဆိုင်ပါ အောင်မြင်ပါလိမ့်မယ်။သူများမကိုထောက်ပြရတော့မယ်ဆိုရင်အပြစ်တင်တဲ့သဘောနဲ့မပြောနဲ့။အေးဆေးဆေးနူးနူးညံ့ညံ့ပြောပါ။ကောင်းတာကိုလုပ်ပါ။ဒါပေမဲ့ကြော်ညာမောင်းတော့မခက်ပါနဲ့။စိတ်ချမ်းသာတဲ့သူက သူလုံနိုင်တာကိုလုံနိုင်တဲ့အချိန်မှာလုံတယ်။သူစိတ်နဲ့သူလုံတယ်။ခြေနေကတင်းကျပ်နောက်ဆိုလာတဲ့ဒီမဆောင်ဘူး။ဘာလို့ချင်တယ်ဆိုတာကိုမသိတဲ့သူကအချိန်ကြီးကတောက်ဆူမှလောက်တယ် ဲ့လိုလူကစိတ်ချမ်းသာတဲ့သူမဖြစ်နိုင်ဘူးစိတ်ချမ်းသာတဲ့သူက तू ဘာလုပ်ချင်နေဆိုတာ तू သိတယ်အခုလုံးနိုင်တာကိုခုလုပ်တယ်ဘယ်သူမှစမနေဘူးအဘယ်သူမှတောင်းဆိုနေဖို့မလိုစိတ်ချမ်းသာတဲ့သူကပြဿနာတစ်ခုကိုကြုံရင်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့နှီးပေါင်းဘယ်လောက်ရှိတယ်လဲဆိုတာကိုလေ့လာပြီးတော့လက်ရှိအခြေအနေမှာဘယ်နည်းကောင်းဆုံးလဲဆိုတာကိုမေးပြီးတော့အကောင်းဆုံးလုပ်နည်းကိုရွေးချယ်တယ်စိတ်ချမ်းသာတဲ့သူကပြင်ပအခြေအနေကကိုယ်စိတ်ချမ်းသာမှုအတွက်အဓိကအကြောင်းတရားလို့မယုံကြည်ဘူး စိတ်ချမ်းသာတဲ့သူဟာပုံသေးနည်းနဲ့ပြဿနာမဖြစ်ရှင်းမှုအပြဲတမ်းအခြေအနေကိုလေ့လာပြီးတော့လက်ရှိအခြေအနေနဲ့တိုက်ညီတဲ့လုံနည်းကိုပဲတုံးတယ်။အရင်တုန်းကလောက်ခဲ့တဲ့နည်းကိုစောက်ကန်မထားဘူး။စိတ်ချမ်းသာတဲ့သူကစိတ်ရှည်တယ်၊စောင့်နိုင်တယ်၊အရင်မလိုဘူး၊မမဲ့သေးခင်မခုဘူး။စိတ်ချမ်းသာနေရင်စွမ်းရည်ပိုထွက်တယ်၊ဉာဏ်ရည်ပိုမြင့်တယ်၊လွတ်လပ်မှုပိုရှိတယ်။ လူတယောက်ကဘလို့လုံးမှာပဲဖြစ်ဖြစ်အကန့်အသတ်မရှိစိတ်ဝင်စားမှုစိတ်အားထက်သန်မှုရှိရင်အဲ့ဒီကိစ္စအဲ့ဒီအလုံးမှာအောင်မြင်မယ်။များသောအားဖြင့်အလောက်ကြောင့်ရလာမယ့်ငွေကိုလိုချင်တာအလောက်ကိုတကယ်စိတ်ဝင်စားဘူးအလောက်ကိုစိတ်အားထက်ထက်သန်သန်နဲ့မလုပ်ဘူးအကြောင်းတရားကိုကောင်းအောင်လုပ်မှကျိုးတရားကောင်းမယ်အကြောင်းတရားကကိုယ့်ပေါ်မှာမူတည်တယ်အကျိုးတရားကအကြောင်းတရားပေါ်မှာမူတည်တယ်ကိုယ့်ပေါ်မှာမူတည်ဘူးကိုယ်လုံးနိုင်တာကအကြောင်းတရားကောင်းဖို့ပဲ ဘဝမှာကိုကရင်းနှီးရမယ့်အာထုံမှုကြိုးပမ်းမှု ကိုစေစစ်နေရင်အပေါ်စားအညံ့စားဘဝကိုပဲရမယ်ဘဝဆိုတာရှိသည်မအကုန်ရင်းနှီးမှအကောင်းဆုံးဘဝကိုရတယ်အကောင်းဆုံးစိတ်ထားနဲ့လုံမှအကောင်းဆုံးလုံဖြစ်မယ်အကောင်းဆုံးစိတ်ထားနဲ့နေမှအကောင်းဆုံးဘဝဖြစ်မယ်အကောင်းဆုံးစိတ်ထားနဲ့ဆက်ဆံမှအကောင်းဆုံးဆက်ဆံရေးကိုရမယ်လောကကြီးမှာလူအဆုံးရာပါလေကိုယ်တကယ်စိတ်ပါတဲ့အလုပ်ကိုလုပ်ရင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတဲ့သူတွေပဲ။ ကဘာကြီးမှာပါလို့တလဲလို့မေးမိပါနဲ့။တင်းတကယ်စိတ်ဝင်စားတာဘယ်။အာတုံခွန်ဆိုင်လှုပ်လိုက်ပါ။ကဘာကြီးတကယ်လိုနေတာဟာကိုလှုပ်ချင်တာကိုအာတုံခွန်ဆိုင်လှုပ်တဲ့သူတွေလိုတာပါ။ပါမာကိုကြောက်ပြီးတော့ဘာမှမလုပ်တာကအကြီးဆုံးမှားပဲ။ကို့အားလုံးကချီးမွမ်းနေပေမဲ့လေ။ကိုလှုပ်တဲ့လှုပ်ကိုကိုကိုယ်တိုင်စိတ်တိုင်းမကြသေးရင်အဲ့ဒါအောင်မြင်မှုမဟုတ်သေးဘူး။ကိုလှုပ်တဲ့လှုပ်ကိုသူများကျင်နေဖို့ထက် ကိုကိုကိုကျင်းနှက်ဖို့ပိုအရေးကြီးပါတယ်ကိုအလုတ်ကိုကိုကျင်းနှက်မှ အလုတ်လောက်ရကျိုးနှက်တယ်အလုတ်ကကျင်းနှက်ဆရာဖြစ်တယ်ငွေရယုံနဲ့ကျင်းနှက်ဆရာဖောက်သေးဘူးအနေချောင်တဲ့ဘွားကကိုကိုဘာပညာမှတင်မပေးဘူးတကယ်ကျင်းနှက်ဆရာအကောင်းဆုံးကကိုဘလောက်ပညာရလိုက်တယ်လဲဆိုတာပဲဖြစ်တယ်အနေချောင်နေဆိုတာကဘာမှမလုပ်ရပဲနဲ့တက်တက်တတနေတာကိုခေါ်တာဘာမှမလုပ်ရပဲနေရတဲ့ဘွားကလေးနဲ့မှုမရှိဘူးအိပ်ပဲမရှိဘူး အဲ့လိုဘွားကဘာမှကျေနပ်စရာမကောင်းဘူးအနေချောင်းတဲ့ဘွားမှနေတဲ့သူကလူတိုင်းဝိုင်းအတွက်ဝင်းတော့ဝင်ဖို့ဖြစ်တယ်ကိုတာဝင်ကိုကိုကိုမယူဘူးဆိုရင်တခြားသူတယောက်ကကိုတာဝင်ကိုယူရမှာပဲအဲ့ဒါတာဝင်မဲ့တဲ့ကိစ္စဖြစ်တယ်တာဝင်မဲ့တဲ့သူကဝင်းထုတ်ဝင်ဖို့ဖြစ်ပါတယ်တက်တက်တာတာနေတဲ့သူကိုသတိထားကြည့်သူကဘယ်ကိစ္စအောင်မှရဲရဲရင်ရင်ပြက်ပြက်တာတာမပြောနိုင်ဘူးသူ့မှာကို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 ယုံကြည်မှုမရှိဘူးဤချင်းရှိတဲ့သူနဲ့ရှင်တဲ့အခါမှာအားငယ်တဲ့အမှုရာရှိတယ်သူ့တန်ဖိုးကိုအလုံးနဲ့မပြနိုင်ဘူး ကိုတွေးနေတာတွေကိုပြောနေတာတွေကိုလှုပ်နေတာတွေတစ်ထက်ထဲကျသွားတယ်ကတိတ်ဆိတ်ချမ်းသာတယ်ကိုတွေးတာနဲ့ကိုလှုပ်တာတခြားစီဖြစ်နေကိုလှုပ်တာစစ်မဟုတ်ဘူးအတုအတုဟာစိတ်ချမ်းသာမှုမပေးနိုင်ဘူးမယိုးသားတာမလှုပ်လို့စိတ်မှာတော့ကမရှိတဲ့သူအဲကျမ်းမာရေးကောင်းနေတဲ့သူ စားဝတ်နေရေးအတွက်အလုပ်ဆင်ပြေနေတဲ့သူကိုလှုပ်ချင်တာကိုလွတ်လွတ်လပ်လပ်လုပ်ရတဲ့သူကပျော်နေပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ကြပါ